နိုင်ငံတွင်အကြီးဆုံးနိုင်ငံတကာလေဆိပ်မှရှိတဲ့ကုန်ပစ္စည်းတွေတူလောင်ရနေရာမှာအော်တိုဘားလ18ရက်နေ့ကမီးအကြီးကျယ်လောင်ကျွမ်းခဲ့တဲ့အတွက်ဘင်္ဂလားဒေ့ရှ်ကုန်တယ်တွေဆုံးရှုံးမှုလွန်ကြီးမာခဲ့ပါတယ်။အဲ့ဒီနေရာမှာရှို့မီးတွေဖြစ်ခဲ့သလားလို့အစိုးရကလည်းစုံစမ်းစစ်ဆေးမှုတွေစတင်ပြုလုပ်နေပါတယ်။ မိသက်သမားတွေကမင်းညွန့်ကျိုးအောင်ပြုလုပ်ပြီးမိလောင်မှုကိုထိမ့်သိမ်းနိုင်ခဲ့ပြီးတဲ့နောက်လေရင်ခီးစဉ်ပြေးဆွဲမှုတွေစနေနေ့နှောင်းပိုင်းကပြန်လည်ပြုလုပ်နိုင်ခဲ့တယ်လို့လေစိတ်အမှုဆောင်ညွန့်ကြားရေးမှူး Asmat Rajik Smak က AFP ကိုပြောပါတယ်။လေရင်ပြေးလန်တလျှောက်မိကိုလုံးကြီးတွေတက်လာတဲ့အတွက်အာနာပိုင်တွေကလေစိတ်ကိုပိတ်ပြီးလေရင်ခီးစဉ်တွေကိုစိုက်ငံ့ထားခဲ့ရပါတယ်။ဒါပေမဲ့ ပိတ်စတွေအထည်ချုပ်စက်ယုံသုံးပစ္စည်းတွေဆေးဝါးတွေဓာတုပစ္စည်းတွေနဲ့တခြား twin ကုန်တွေတူလောင်ထားတဲ့ Hazrat Shah Jala လေးစိတ်ကုန်ပစ္စည်းတူလောင်ရနေရာတွေဟာအကြီးအကျယ်ပျက်စီးကျန်ရခဲ့ပါတယ်။ပျက်စီးမှုတံပိုးကိုခံမှန်းတွက်ချက်မှုတွေစတင်လှုပ်ဆောင်နေပြီဖြစ်ကြောင်းအမျိုးသားအခွန်ဘုတ်ဖွဲ့ NBR ကပြောပါတယ်။ ဒါပေမဲ့ဓာတ်ရိုက်ဆုံးရှုံးမှုတွေနဲ့ကုန်သွယ်ရေးအပေါ်နောက်ဆက်တွဲထိခိုက်မှုတွေမှာဒေါ်လာတန်ပေါင်းများစွာထိရှိနိုင်တယ်လို့စီးပွားရေးသမားအုပ်စုတွေကတတိပေးထားကြပါတယ်။ဘင်္ဂလားဒေ့ရှ်ကမ္ဘာပေါ်မှာဒုတိယအကြီးဆုံးအသင်းဝတ်အထည်ချုပ်လုပ်တဲ့နိုင်ငံဖြစ်ပါတယ်။အသင်းဝတ်အထည်ချီမြင့်တဲ့အထည်ထုတ်လုပ်မှုမှာတိုင်းပြည်ပို့ကုန်စုစုပေါင်းရဲ့80ရာခိုင်နှုန်းရှိပါတယ်။ လွတ်တော်မီဒီယာတွေဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာ Member ဝင်ပေးခြင်းကိုကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။